ရေတံဘူးကိုခါကြရဲမှာထည့်ရင်ရှင်ပြရင်ကနေ Bustin Swimsuit Award ကိုရရှိသွားတဲ့ Maranja Sanjang အားလုံးပဲမင်္ဂလာပါ Bamis Nangwa နေချုပ်ဆိုလိုက်ပါတယ် Miss Universe မြန်မာပြိုင်ပွဲနဲ့အပြိုင်ကျင်းပနေတဲ့ပြိုင်ပွဲကတော့ Miss Grand မြန်မာပြိုင်ပွဲပဲဖြစ်ပါတယ်။ဒီပွဲမှာ MGI မှာဆုရသွားတဲ့ဖိလစ်ပိုင်အလှမဲ့စီဂျင်းရဲ့အတူ Miss Teresa ကလည်းတက်ရောက်လာခဲ့တာဖြစ်တာကြောင့်အလှမဲ့တွေကအစွမ်းကုန်ကြိုးစားပြီးရှင်ပြိုင်နေကြပါတယ်။ Miss Grand မြန်မာ2025ရဲ့ Talent Preliminary Round မှာ Best in Swimsuit Performance ကိုရရှိသွားတဲ့သူကတော့ဒါချီလေးအလှမဲ့ Miranda Sanra ဖြစ်ပါတယ်။ ရန်ဂျာဆန်ရာကပြိုင်ပွဲမှာတာချီလေးဆိုတဲ့နာမည်ကိုတလုံးချင်းပေါင်းပြရာကနေလူတီများခဲ့သူတယောက်ပေါင်းသူရဲ့ရုပ်ရည်ကိုမလှဘူးလို့ပြောကြပေမဲ့လည်းစိတ်ထမချပဲရှင်ပြိုင်ခဲ့ရာကနေစုကိုပါရရှိသွားခဲ့ပါတယ်။မရန်ဂျာဆန်ရာကဆွင်းဆူရောင်းမှာတော့ဘယ်သူနဲ့မှမတူတဲ့ရှင်ပြိုင်မှုကိုလုံနိုင်ခဲ့တဲ့သူပေါင်း ခါကြားထဲမှာရေတံဘူးကိုထက်လာပြီးတော့အရင်ရေဘူးရဲကရေလက်ချံကိုခေါင်းမော်ကနေလောင်းချလိုက်ပါတယ်။တဘာဝကြကြဖြစ်သွားအောင်ရေကိုလောင်းချလိုက်တာဖြစ်ပြီးကြည့်နေတဲ့သူတွေကတော့ဟာကနေဟင်ကနေဖြစ်သွားကြတာပေါ့။ကမ်းခြေမှာရေကိုဝတ်ဆောင်ကိုဝတ်ဆင်ပြီးတော့အလှပြနေတယ်လို့ခန်းစားချက်မျိုးရအောင်ယုံကြည်မှုရှိရှိနဲ့ရှင်ပြိုင်ခဲ့ပါတယ်။ ဆွမ်ဆူရောင်းမှာဆက်ဆန်းပြပြတရုတ်ဖော်နိုင်တဲ့မရန်ချာဆရာကတော့ဆုရသွားခဲ့ပြီးနောက်ခံအလှမဲ့ GK Sofia က Best in Talent Award ဆုကိုရရှိသွားခဲ့တာပါ။ပဲခူးအလှမဲ့ထူထာနီကတော့စိတ်တဘောထအကောင်းဆုံးအလှမဲ့ဆုကိုရသွားခဲ့ပြီးဒီဆုကထူးထူးခြားခြားပါဝင်လာခဲ့ပါတယ်။စိတ်တဘောထအကောင်းဆုံးဆုကိုထူထာနီကရရှိသွားလို့အခြားသောအလှမဲ့တွေကရောစိတ်တဘောထမကောင်းကြလို့လားဆိုပြီးစောင့်နှောင့်နေကြတာပါ။ Miranda Sarah ကတော့ဒီပြိုင်ပွဲမှာကိုကိုကိုယုံကြည်မှုရှိရှိလာရောက်ရှင်ပြိုင်နေတဲ့သူပေါင်း National ခေါ်ကျွမ်းပြိုင်ပွဲမှာလည်း Miran ်ချာဆန်ရာကစင်ပေါ်မာရဲ့အစားစာတွေကိုစားပြခဲ့ပါသေးတယ်။သူရဲ့ဆရာကစင်ပေါ်မာစားပြလို့ရတယ်လို့ပြောတာကြောင့်ရှင်ပြိုင်နေရင်းတဲ့တင်စင်ပေါ်မာစားပြလိုက်ပြီးအဲ့ဒီပုံလေးကိုတော့ပရိသတ်တွေကအရန်သဘောကျသွားခဲ့ပါတယ်။ မရန်ချာစတန်ရာဟာထူးခြားတဲ့ရုပ်ရည်ရှိသူဖြစ်ပြီးသူရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးအရင်ကယုံကြည်မှုမရှိခဲ့ပါဘူး။အလောက်မဲ့ပြိုင်ပွဲတွေကိုဝင်ပြိုင်ခြင်းမင်းမဲ့လေခြေတော်ချထုံဖြစ်နေပြီးပြိုင်ပွဲကိုသွားပြိုင်ဖို့စီရင်ပေးပြီးမှပြန်လာရတဲ့အချိန်ရည်တွက်ကလည်းများခဲ့ပါတယ်။နောက်ဆုံးမှာတော့အလောက်မဲ့ဆိုတော့ယုံလှဖို့တခုတည်းတည်းမဟုတ်ဘဲစိတ်ထားလှဖို့နဲ့ညာရင်ညာသွေးမြင်မာဖို့ကလည်းအရေးကြီးတာကြောင့်မရန်ချာစတန်ရာလည်းအမငယ်တော့ပါဘူး။ရုပ်ရည်ကအဖြစ်တင်ကြပေမဲ့လည်းမလားပါတဲ့သူလည်းအလှမဲ့ဖြစ်ဖို့အတွက်အခွင့်အရေးရှိလို့တာချီလိုက်ကိုစားပြုအလှမဲ့ဖြစ်ဝင်ရောက်ရှင်ပြိုင်လ I la မရန်ဂျာဆန်ရဟာအရ9ဘေးလေးလမရှိပြီးအရာမောင်းနဲ့ပတ်သက်ပြီးတော့လဲစိတ်တမချခဲ့ပါဘူး။တေချာပြင်ဆင်လိုက်တဲ့အခါမှာတော့ချစ်စရာကောင်းသွားပြီးအခုဆိုရင်စုကိုပါရလာခဲ့ရပါမရန်ဂျာဆန်ရဟာတာချီလေးကိုစားပြုအလှမဲ့ဖြစ်ကနေဝင်းနာအလှမဲ့အထိရောက်အောင်ရှင်ပြိုင်ချင်းပြီးတေဆုငိလိုနိုင်ငံကုန်းကိုစောင့်ပေးချင်နေပါတယ်။အလှမဲ့ဖြစ်ချင်းပင်မဲ့လဲရုပ်ရည်ကြောင့်အားငယ်နေရတဲ့မိန်းကလေးတွေကိုအားမငယ်တဲ့ကြောင့်စံပြဖြစ်အားပေးချင်တာကြောင့်မရန်ဂျာဆန်ရကမစ်ဂရမ်မြန်မာကိုလမ်းရောက်ရှင်ပြိုင်ခဲ့ရပါသူရဲ့စူးစမ်းအထောက်အမှုကတော့အရာထင်ခဲ့တာကြောင့်အခုဆို င်တော့ Bustin Swimsuit Performance ဆိုနဲ့ဝင်ကြွားနိုင်ပြီဖြစ်ပါတယ် Miss Grand မြန်မာပွဲကိုတော့နင်းနေလေးလေကိုတိုင်းတက်ရောက်ပြီးတော့အားပေးပေမဲ့နဝတ်ကတော့မြန်မာနိုင်ငံကိုမရောက်လာခဲ့ဘူး National Director Maran ဆိုင်းတော်ကတော့ဝေဖန်ခံရတဲ့ကြားရဲကနေအကောင်းဆုံးဖြစ်အောင်စီစဉ်သွားခဲ့ပြီးမကြခင်မှာ Grand Final ပွဲကိုကျင်းပတော့မှာဖြစ်ပါတယ် Miss Grand Myanmar 2025မှာ Best in Swimsuit Performance ကိုရရှိသွားတဲ့ Miranda Sara ကဒီဆုနဲ့တကယ်ထိုက်တန်ရလားဆိုတာပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ